စစ်တပ်ကိုစစ်တပ်လို တိုက်မတာအာနာရှင်စနစ်ချုပ်ငိမ့်မယ်ဒီရဲ့ပိုင်းမြေပြင်ကအဖွဲ့တွေစီကိုအလုတ်ကိစ္စနဲ့ရောက်ဖြစ်တော့တော်လန်ရေးအဖွဲ့တွေရဲ့နယ်မြေစိုးမိုးမှုအပိုင်းတွေတပ်ဖွဲ့တွေရဲ့စနစ်ကျမှုအပိုင်းတွေနဲ့၄နှစ်ကျော်ကာလအတွင်းစစ်သားပီတာလွန်တဲ့ရဲဘော်တွေရဲ့လှုပ်ရှားမှုတွေကိုမျက်ဝါးတင်တင်မြင်တွေ့ခဲ့ရပါတယ်ငွေဦးတော်လန်ရေးအစောပိုင်းကာလစစ်အာဏာရှင်တွေကိုလက်နက်ကင်လမ်းစဉ်နဲ့ဆက်ကျင်မှုဆုံးဖြတ်ခဲ့ကြတဲ့လူငယ်တွေကို ဝါရင်ဒေါ်လာရင်သမားတွေနဲ့စီရေးအကြောင်းနားလည်သူတွေကစစ်တပ်ကိုစစ်တပ်လူတိုက်ဖို့လူဒေါ်လာရင်ကိုခန်းစားချက်နဲ့မလုပ်ဘဲခံယူချက်နဲ့လုပ်ဖို့ဆိုပြီးအဓိကမှားကြားခဲ့တယ်လို့မှတ်သားခဲ့ဘူးပါတယ်ဒီစကားလေးနှကောင်းဟာအပေါ်ရန်အတိုင်းကြည့်မယ်ဆိုရင်ဘာမှထွေထွေထူးထူးမဟုတ်ဘူးလို့ထင်စရာရှိပေမဲ့လည်းတကယ်တကယ်စစ်အာဏာရှင်ကို အမြင့်ပြန့်အောင်တော်လောနိုင်ဖို့အဆိုပါစကားနှကောင်းဟာဘလောက်ထိအိဗယ်ပြည့်နှက်ပြီးရေးပါလဲဆိုတာ တော်လန်ရေးကိုစိတ်နှစ်ပြီးမြေပြင်မှာတကယ်လုံးလုံးနေတဲ့ရဲဘော်တိုင်းသိပါတယ်။လက်ရှိကျွန်တော်တို့မြင်တွေ့နေရတဲ့မြန်မာစစ်တပ်ဟာလူတပ်မီးရှို့ဗရင်းကျင်းုံတွေမှမကဘဲလူသားမျိုးနွယ်စုတွေတကယ်အနေရဖြစ်တဲ့မူရစ်ဆေးဝါးလိုအရာတွေကိုအသုံးပြုပြီးစစ်တိုက်နေတဲ့အပြင်ပြည်သူအများစုကနှင်းမြို့မှုမရှိတော့တာတောင်မှဘာကြောင့်လင်းနေကြော်ဆိုတဲ့အချိန်ကာလအထိယတိပြက်မပြိုလဲသွားသေးလဲဆိုပြီးမေကွန်းထုတ်เสียရှိပါတယ် ဆိုပါမိကုန်းနေနဲ့ပတ်သက်ပြီးကျွန်တော်တယောက်ထဲအမြင်ရဆိုရင်ထက်မှပြောခဲ့သလိုမကောင်းတာတွေအကုန်လုံးနေတဲ့စစ်တပ်ဟာယခုအချိန်ထိ ရက်တီနိုင်ကြီးခြင်းဟာမြန်မာစစ်တပ်ဟာစစ်တပ်တခုမှရှိရမယ့်ဖွဲ့စည်းပုံမျိုးနဲ့အမိတ်စည်းစင်းမှုမျိုးရှိနေတာကြောင့်လို့ပဲလို့ဖြေခြင်းပါတယ်ဒီနေရာမှာမြန်မာစစ်တပ်ဟာလူမဆန်တဲ့လုပ်ရက်တွေကိုများစွာကိုကျူးလွန်လှုံ့ဆော်နေတယ်ဆိုပေမဲ့လည်း၎င်းတို့တွင် ချမှတ်ထားတဲ့စည်းကမ်းတွေ မူတွေဘောင်းတွေဟာအလွန်ကောင်းမွန်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ဟာမဖြစ်မနေလက်တင်ခံထားရမှာဖြစ်ပါတယ်။ဒါဟာစစ်တပ်ကိုကြောက်ရွံ့လို့ပြောတာမျိုးမဟုတ်တလို့ထင်ကြီးလို့ပြောတဲ့စကားလည်းမဟုတ်ပါဘူး။စစ်တပ်ကချမှတ်ထားပါတယ်ဆိုတဲ့စစ်တီတော်ကျင့်ဝတ်ပြည်သူလူထုပေါ်ပြုမှုကျင့်ရမယ်ကျင့်ဝတ်နဲ့ရဲဘော်ရဲဘက်ချင်းချင်းပေါ်ပြုကျင့်ရမယ်ကျင့်ဝတ်တွေအပါအဝင်အခြားချမှတ်ထားတဲ့ကျင့်ဝတ်တွေဟာတကယ်သာလိုက်နာမယ်ဆိုရင် စစ်တပ်အတွက်ကဒိုင်းမီအတွက်ပါ ကောင်းမွန်လာတဲ့စီးမြင်းစီးကန်းကျင်းဝတ်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမဲအွန်လိုင်းအပါအဝင် လက်အောက်ကစစ်ကောင်စီတပ်သားတွေအနေနဲ့အဆိုပါကျင်းဝတ်တွေကို လိုက်နာခြင်းမရှိခဲ့လို့သာဒိုင်းမီရဲ့အခြေအနေဟာယနေ့ကဲ့သို့ဆုံးယုံနေရခြင်းပဲဖြစ်ပါတယ်။မြေဥဒေါ်လန်ရိတ်ကိုဒီထက်ဘူအရှိန်ပြင်းပြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဟာအရှိတရားကိုလက်သင့်ခံရမှာဖြစ်ပြီးကျွန်တော်တို့ရဲ့ဒေါ်လန်ရိတ်တက်ဖွဲ့တွေအတွင်း ပြောင်းလဲတင်တာတွေကိုလည်းပြောင်းလဲရမှာဖြစ်ပါတယ်။လက်ခံချင်းသည်ဖြစ်စေလက်မခံချင်းသည်ဖြစ်စေမင်းအောင်လှိုင်စစ်တပ်ဟာလက်ရှိနိုင်ငံတော်အာဏာကိုအတင်းအဓမ္မသိမ်းယူပြီးနိုင်ငံတော်ဘတ်ဂျက်စိတ်ကြိုက်အသုံးပြုခွင့်ရနေတာကြောင့်စစ်လက်နက်ပစ္စည်းနဲ့ခဲယံကြီးစံသုံးစွဲနိုင်မှုမှာကျွန်တော်တို့အဖွဲ့တွေတဲ့အစာပေါင်းများစွာသာလွန်နေပါတယ်။ထက်မှပြောခဲ့တဲ့စစ်တပ်ကိုစစ်တပ်လိုတိုက်ဖို့ဆိုတဲ့စကားနဲ့ပတ်သက်ပြီးဆက်ပြောရမယ်ဆိုရင်လည်း ဒေါ်လာရင်းတက်ဖွဲ့တွေစီမှာလူသူလက်နဲ့အင်အားကအစတက်ခွဲတန်တက်ခွဲတက်ရင်တန်တက်ရင်စစ်ကြောင်းတန်စစ်ကြောင်းရှိတဲ့ရေအတွက်ပမာဏတိုင်းမဖြစ်မနေရှိရမှာပဲဖြစ်ပါလေဒါမှသာကျွန်တော်တို့တဲ့အစအစအရာရာတာလွန်နေတဲ့စစ်တပ်ကိုအနိုင်တိုက်နိုင်မှာပဲဖြစ်ပါလေဒါအပြင်တက်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဟာတက်ကိုတက်နဲ့တူအောင်မဖြစ်မနေဖွဲ့စည်းရမှာဖြစ်ပါလေ ဆိုလိုတာကတတတက်မှာရှိရမယ့်ယာရုဖွဲ့စည်းပုံအတိုင်းတော်လန်ရေးတပ်ဖွဲ့တွေကဖွဲ့စည်းတင့်ပြီးဒါဟာလဲတာဝန်သာဖြစ်ပြီးရပိုင်ခွင့်နဲ့ယာရုမဟုတ်ဘူးဆိုတာကိုအားလုံးကနားလည်သဘောပေါက်ထားဖို့လိုပါတယ်။အဆိုပါတာဝန်ယူထားတဲ့ပုဂ္ဂိုလ်တွေရဲ့စကားကိုလည်းလက်အောက်ကရဲဘော်တွေကတလေးတစားနာခံရမှာဖြစ်တယ်လို့ဒါဟာယာရုအာဏာပြခြင်းမျိုးမဟုတ်ဘဲစီးနဲ့ပေါင်နဲ့ဖြစ်အောင်ထိတ်ကိုနေခြင်းဆိုတာကိုသိရှိထားတဲ့မှာ ဥမာတန်ရင်တရင်စစ်ကြောင်းတစ်ကြောင်းမှာအဆိုပါတန်ရင်စစ်ကြောင်းကိုထိန်ကုတ်ဖို့စစ်ကြောင်းမှုတန်ရင်မှုသာမကတိုက်ခတ်ရေးအရာရေးပါတဲ့ယာတို့တွေနောက်ထပ်တန်ရင်နဲ့ထောက်ဖို့ရေးအတွက်မဖြစ်မနေလိုအပ်တဲ့တက်ရေးတက်ထောက်လို့ယာတို့မျိုးတွေကိုလည်းတက်ဖွဲ့စည်းပုံအတွင်းကြီးဖွဲ့စည်းထားရမှာဖြစ်ပြီးအဲ့ဒီလိုဖွဲ့စည်းထားတဲ့အတိုင်းတာဝန်ယူထားတဲ့သူတွေကလည်းမြေပြင်မှာတေချာအကောင့်ထဲပေါ်ရမှာဖြစ်တယ် နောက်ထပ်တော်လန်ရေးကိုခန်းစားချက်နဲ့မလုပ်ဘဲခံယူချက်နဲ့လုပ်ပါဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့လည်းအ ਨੇ အချင်းပြောလိုပါတယ်အဆိုပါစကားကိုကျွန်တော်တို့ကိုယ်တိုင်ပြင် KNLA မှတယင်းမူတူပြောခဲ့တာကိုကြားခဲ့ဘူးပါတယ်စစ်အာဏာရှင်ကိုတော်လန်ရာမှာကိုယ့်ရဲ့တကူရေးအမုံအညိုးတွေနဲ့ခန်းစားချက်တွေကိုရှစ်တန်းတင်ပြီးတော်လန်တာတဲ့ဆိုင်ရင်စနစ်ကိုပြုပြင်ရမယ်ဆိုတဲ့ခံယူချက်မျိုးနဲ့သွားစေခြင်းကြောင့်ဒါမှသာ ရေရှည်တိုက်ပွဲတစ်ခုဖြစ်တဲ့အာနာရှင်ဒေါ်လန်ရေးကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်မှာဖြစ်တယ်လို့ပြောခဲ့ဘူးပါတယ်။အဲ့ဒီစကားနဲ့အဲ့ဒီအတွေ့အခေါ်တွေဟာစစ်စစ်တွေးကြည့်ရင်တကယ်ကိုအဖိုးတန်လွန်လှပါတယ်။ရေရှည်ဒေါ်လန်ရေးတစ်ခုဖြစ်တဲ့စစ်အာနာရှင်ဒေါ်လန်ရေးမှာခံစားချက်တစ်ခုတည်းနဲ့သာသွားရင်ဒေါ်လန်ရေးအဖွဲ့တွေဟာလူသက်ဖို့တက်တက်လောက်နဲ့လက်နက်ကင်တဲ့သဘောမျိုးဖြစ်နေပါတယ်။ ဒါဟာတွေးခေါ်မပါတဲ့လက်နက်ကင်လမ်းစဉ်ဖြစ်ပြီးလူလူအတွက်ကော တိုင်းပြည်အတွက်ပါ အလွန်အနေရများလာပါတယ်ဒီလိုလက်နက်ကင်အဖွဲ့မျိုးကိုကျွန်တော်တို့ဟာဝေးဝေးလန်လန်သွားကြည့်စရာမလိုပဲလက်ရှိနိုင်ငံတွင်ရန်ကားပြီးထင်ရှားဆိုင်နေတဲ့မင်းအွန်လိုင်းစစ်သားတွေကိုကြည့်ပြီးမြင်နိုင်ပါတယ်ဒီလိုစစ်တပ်စစ်သားမျိုးကိုမလိုချင်တာကြောင့်တော်လန်နေတာဖြစ်တာကျွန်တော်တို့တပ်ဖွဲ့တွေအနေနဲ့လည်းအဲ့ဒီလိုပုံစံမျိုးဖြစ်မသွားဖို့အရေးကြီးပါတယ် ဒါကြောင့်ဒေါ်လာရင်းကိုခန်းစားခြင်းနဲ့မလုပ်ဘဲခံယူခြင်းနဲ့လုပ်ရင်ဝါရင်ဒေါ်လာရင်းသမားကြီးတွေကလည်းမှားထားခြင်းဖြစ်ဟန်တူပါတယ်။တရားသလောက်နဲ့မြေပြင်မှာမြင်တွေ့ကြရသလောက်ဆိုရင်အစောပိုင်းကာလအတွင်းဒေါ်လာရင်းတက်ဖွဲ့တွေဟာစစ်တပ်ကိုမုံတီးစိတ်မခံခြင်းစိတ်နဲ့ဒေါ်လာခဲ့တာမှန်ပေမဲ့လည်းလင်းနဲ့ကြော်လာတဲ့အချိန်မှာတော့ခန်းစားချက်ဒေါ်လာတဲ့မျိုးမဟုတ်ဘဲခံယူခြင်းနဲ့ဒေါ်လာတာမျိုးသာဖြစ်ပါတယ်။ တကယ်စစ်တပ်တစ်ခုတပွဲဖွဲ့စည်းပြီးအမိန်စီစဉ်မှုကအစစနစ်ကျလာတာမျိုးတွေတွေ့လာရပါတယ်ဒီလို စနစ်ကျလာတာမျိုးတွေကြောင့်ပဲအခုကျွန်တော်တို့မြင်တွေ့ရတဲ့အောင်မြင်မှုမျိုးရရှိနေခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ဒေါ်လိုင်းတပွဲတွေအနေနဲ့အဆိုပါစနစ်ကျမှုတွေကိုဆက်လက်ထိန်းထားထားပြီးစစ်တပ်ကိုစစ်တပ်လိုဆက်လက်တိုက်ခိုက်သွားမယ်ဆိုရင် နှစ်ပေါင်းများစွာအမြင့်တွေခဲ့တဲ့စစ်အာဏာရှင် စနစ်အနေနဲ့တိတ်မကြခင်ကွယ်ပြောက်သွားမယ်ဆိုတာသိကြပါတယ် ဆောင်းပါးရေးသားသူမင်းတော်ဆောင်းပါးဖတ်ကြားသူကိုထွန်း